ငါဒီအေဖရင်ချင်းတိတ်ကဲ့သို့၎င်းယူရချင်းတိတ်ပြိုကဲ့သို့၎င်းဖြစ်လိမ့်မည်ဣတိလအမျိုးတီငါဤတာဖြစ်အေဖရင်မျိုးတီငါဤတာဖြစ်ယေရှုတီအစင်တိုင်းကြီးထွား၏ဖျားတခင်ရှိ လူရှိ၌မျက်နာရတော်မူ၏ကျွန်တော်ငယ်စဉ်ဘဝကနေယေရှုအသက်တာကိုစိုက်ဆုံးဖြစ်ပါတယ် ပိလတ်မင်းကသူ့ကိုစီရင်တဲ့ချိန်မှာသူ့အပြစ်ကိုမသိကြောင်းကိုကျွန်တော်အရန်အကြိုက်ဆုံးဖြစ်တော့ကြောင်းယေရှုအသက်တာမြည်အောင်စ조사၍လိုက်လျှောက်လာခဲ့ပါတယ်ကျွန်တော်ငယ်စဉ်ဘဝကစပြီးအဘယ်သူမြမတင်ပေးတဲ့ဝါသနာတစ်ခုတော့လက်သမားဝါသနာဖြစ်ပါတယ်ကျွန်တော်အိမ်တွေစောက်တယ်တကပောင်းတွေလှုပ်တယ်ပြိဘောကတွေရိုက်တဲ့ချိန်မှာ အချို့သောတငယ်ချင်းများကတင်ဟာလက်သမားပညာကိုဘယ်မှာတည်ယူတယ်လဲလို့မေးကိတ်ရှိပါတယ်ကျွန်တော်တော့တင်ချနိုင်ရင်လက်သမားပညာမခက်ခဲပါဘူးလို့ပြန်ပြီးဖြေလိုက်ရှိပါတယ်အဓိကတော့ဝါသနာကြောင့်ဖြစ်ပါတယ်1998ခုနှစ်ဂျွန်လ26ရက်နေ့မှာခမဲတော်ထာဝရဘုရားတခင်ကယေရှုဒီလောကမှာ၃နှစ်ကျော်ရှောက်ရတဲ့ ခยีစီကိုတေတာတိကျွန်ုပ်ကိုဆောက်ခိုင်းပါတယ်ထိုနေ့ည၌ကောင်းကင်တမန်တပါပေါ်ထွန်းတော်မူပြီးမိတ်တော်မူတီကငါတို့ကောင်းကင်ဘော်တို့ပြန်တက်မီတင်တီဤလောက၌နေရလိမ့်မည်ငါတို့နဲ့စကားပြောလို့လေဖုန်းနံပါတ်3939ခွစ်လာပေးသွားခဲ့ပါတယ်1998ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာထာဝရတည့်ရရှိသောအသိပညာ တမချန်းစာကိုပထမဦးဆုံးတင်ပေးတဲ့ကျွန်တော်အဲကိုဥပကံယေရှုတော်ဘာန်ကတော်ရင်းဟီအတိတ်ဘယ်တော့ယေရှုအလုပ်ကိုကျွန်တော်ဆက်လုပ်မှာဖြစ်တယ်2019ခုနှစ်မလ13ရက်နေ့မှာမြင်းငလင်းတီတိုက်ကြီးကိုဘ ਹੁ ပြုတ်ပြီးထိုနေ့ညနေတဖန်ထာဝရဘုရားမိန်တော်မူတီကငါတာငါတာယေရှုနဲ့အတူငါသူရှိတဲ့ကဲ့သို့ တင်းနဲ့အတူရှိကြောင်းတက်တည်ဖြစ်တည်ဟုမိန်တော်မူ၏။ယေရှုကငါအမှန်ကန်ဆိုတီကငါကိုယုံကြည်တော်သူတို့သည်ငါပြုတော်အမှုတို့ထက်သာ၍ကြည်တော်အမှုကိုပြုလိမ့်မည်။ငါ၏တက်တည်ခန္ဓာပါးကိုလည်းငါအခွင့်ပေးမည်။ထိုသူတို့သည်ရှောတဲ့အဝတ်ကိုဝတ်လေအရက်1260ပတ်လုံးပရောဖက်ပြုကြလိမ့်မည်။ထိုသူတို့မူကားမြေကြီးအရှင်ရှေ့တော်၌စိုက်ထားသောတန်လွင်ပြင်ပြင်းဤ မိခွက်နှလုံးဖြစ်တည်းအမိမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးအတွက်ဘိုးချုပ်ကတိုင်းသားညီကိုများကိုစစ်သားစုဆောင်းတဲ့အချိန်ကာလမှာကျွန်တော်တို့ဘိုးဘေးတွေကစစ်သားဝင်ဖို့ရာ လာမျက်လန်ခီးဟာ ကုန်းတန်ရေတန်ဖြစ်ပါတယ်ကျွန်တော်တို့ဘိုးဘေးတွေက အကြောက်ဆုံးဟာရေဖြစ်ပါတယ်သူရင်အဘအနေပူရေမှာအကိုင်းမရှိဘူး ။အဲကြောင့်သူ့ရဲ့အင်မတန်ချစ်တဲ့ငယ်ချစ်ဦးကိုဆက်ဆိုထားတဲ့ဘိုးဘေးတဲ့တချင်းကိုကျွန်တော်တီးဆိုပါမည်။လုံခါဆုံးမမကနောမကီနော။ရန်တီလင်းချငါလုံခံပေါ်တဲ့နောင်ဆန်ဘူးမိုင် ဘို့ချုပ်ငင်းနိုင်မြေမှာထိန်လင်းဖြစ်ပါတယ်နှစ်နှစ်ပြည်လာတော့လဲဘယ်သူမှ ထိန်လင်းလို့မင်းမင်းရရမခေါ်တဲ့အတွက်ကြောင့်နာမည်ပြောင်းဖို့ကျင်းမွတ်တတ်တဲ့နေ့မှာအဲကိုအောင်တန်းကငါကအောင်တန်းဆိုတော့သူကအောင်ဆန်းပေါ့အဲကိုပေးလိုက်တဲ့နာမည်ဟာအမိမြန်မာနိုင်ငံလွတ်လပ်ရေးဖခင်ဖြစ်လာပါတယ်1939ခုနှစ်ဖြစ်ပါတယ်1939ခုနှစ် မလ9ရက်နေ့မှာအိန္ဒိယနိုင်ငံကူကီလူမျိုးဘူငုလ်ခိုဟောက်ကစ်ကျွန်တော်လဲကူကီလူမျိုးထဲမှာအဒမ်ဟမန်ဟောက်ကစ်ကျွန်တော်အမျိုးရင်းခောက်ခောက်ဖြစ်ပါတယ်သူကဥဆောင်ပြီး အင်္ဂလိပ်လူမျိုးတို့ကိုစတင်တော်လန်ကျောင်းကိုတပိုင်းလေးပြန်ပြီးဖော်ထုတ်ပေးခြင်းပါတယ်ကျွန်တော်အသက်၄နှစ်အရွယ်မှာကူကီလူမျိုးရဲ့ဥပဒေ ဘယ်နဲ့ညာလုံးဝမားလို့မရတဲ့ဥပဒေတစ်ခုရှိပါတယ်။အဲ့ဒီဥပဒေကတော့ကျွန်တော်ကပငင်းချမ်းရေးတရားဆုံးဖြတ်တော်နေ့၌ရှင်ဘီအများစီမှာကျွန်တော်ဖော်ထုတ်ပေးမှာဖြစ်ပါတယ်။ကျွန်တော်ခုနှစ်နှစ်အရွယ်မှာကျွန်တော်တို့ရဲ့တောင်ရအောက်မှာတီးဝိုင်းထင်းဆိုတဲ့တစ်ပင်တစ်ပင်ရှိပါတယ်။အဲ့တစ်ပင်ပေါ်မှာညအတိုင်းမြောက်တွေကလာအိတ်တယ်။တကောင်ချိန်တော့မြောက်ကလေးကအတကုံအော်ခဲ့တယ်။ကျွန်တော်လည်းအမေ အဲ့မြောက်ကလေးကဘာဖြစ်လို့အဲ့လောက်អော်တာလဲကျွန်တော်ဆိုရင် and call ခေါ်တယ်အကြီးကောင်ကပတ်ဆက်သေးမှလက်ထည့်ပြီးမှအဲ့ဒီအစာကိုမရမက နိုင်ထုတ်တဲ့ခါမှာမြောက်ကလေးကအတကုံអော်တာဖြစ်တယ်လို့ပြောပါတယ်။ဩမြောက်နဲ့လူဟာပြောင်းပြန်ပါလား။မြောက်ကြတော့အကြီးကောင်ကအငယ်ကောင်ဥစ္စာကိုမရမကနိုင်ပြီးစားတယ်။လူကြတော့ဖခင်မိခင်တွေကကိုယ့်ရဲ့အစွမ်းရှိသမျှနဲ့အလုတ်လုတ်ပြီး တားသမီးတွေကိုလုတ်ကျွေးခဲ့တယ်34ဖြစ်ပါတယ်ကျွန်တော်ဘဝရဲ့အသက်တာအပိုင်း၃ပိုင်းလေးကိုပြန်ပြီးတက်တေခံချင်ပါတယ်အသက်16နှစ်အရွယ်ထိဟာပညာတင်ယူသောကာလ16နှစ်လုံးလုံးကာလဟာစီးပွားရေးကာလဖြစ်ပါတယ်ကျွန်တော်ကြောက်တူးတယ်ကြောက်အယောင်းဝယ်လုပ်တယ်တင့်မွေးအယောင်းဝယ်တွေလုပ်တယ်နောက်ရွှေတူးတယ်ရွှေအယောင်းဝယ်ပလက်တီနာအယောင်းဝယ်အထိကျွန်တော်လုပ်ခဲ့ပါ တို့တော့လေဒီကာလ18နှစ်လုံးလုံးမှာဖရာတီကစီဝိုင်းကာလကိုကျွန်တော်ပေးခဲ့တယ်ရန်ကုန်ကျွန်တော်ဆင်းလာတယ်14နှစ်လုံးလုံးမှာကျွန်တော်အမှုတော်မြတ်တွေပါဝင်ခဲ့ပါတယ်ထိုကာလမှာခမဲတော်ထာဝရဖရာတီခင်ကမဟာကြီးမားတဲ့မေခွန်း3ခုမေးခဲ့ပါတယ်အဲ့ဒီမေခွန်းကတော့1998ခုနှစ်ဂျွန်လ28ရက်နေ့နာနဲ့4နိုင်မတိုင်ခင်လေးမှာ ခမဲတော်ထာဝရဘုရားတခင်ကငါသားဤကဘာမြေကြီးကိုငါဖျက်ဆီးတော်မလားယေရှုခရစ်တော်မယုံကြည်တော်သူများကိုကျွန်တော်တနာပြီအိုးဘာအကျွန်ုပ်ကိုတရက်ပဲပေးပါကျွန်တော်ကိုယ်တိုင်ဒီလောကကိုပြန်သွားပြီအဘအကြောင်းကိုဟောပြောတက်တည်ခံပါထိုသူတို့မယုံကြည်ဘူးဆိုရင်အဘရဲ့အလိုတော်အတိုင်းဖြစ်ပါစေကိုရှောက်လေဤငါသားတင်တောင်းလျှောက်တည်တိုင်းငါပေးလိုက်ပြီဟုမိန်တော်မူဤချစ်သူတို့ ထာဝရဘုရားကာလတရက်တီအနှစ်တထောင်ကဲ့သို့လကောင်းအနှစ်တထောင်တီတရက်ကဲ့သို့လကောင်းဖြစ်သည့်အရာကိုမမိလျော့ကြနီနိ1990ရှိခုနှစ်အောက်ကုလ22ရက်နေ့ဖြစ်ပါတယ်။ငါသားဒီလောကလူသားတွေကိုငါဘယ်လိုလုပ်မကြီး။အိုးဘာ။ဤမြတ်တော်ကြီးမားသောတကူးကိုအကျွန်ုပ်နဲ့မအပေးပါနဲ့။ကျွန်ုပ်မှာမိဘနှစ်ပါးလည်းမရှိ။အိမ်လည်းမရှိ ရာလည်းမရှိပညာလည်းမတတ်စီးပွားရေးလည်းမအောင်မီအကျဉ်တို့မျိုးများကြည့်ပါပညာတတ်မြောက်များစွာရှိပါ၏ချမ်းသာကျွယ်ဝတော်သူလည်းရှိကြပါ၏ထိုသူတို့ကိုအတုံးပြုပါဟုပြန်လျှောက်လေ၏ငါသာတင်းတီငါဤနိုင်ငံတော်အတွက်ငါအတုံးပြုခြင်းလို့တင့်ကိုငါဘာမှမပေးတည်ဟုမိန့်တော်မူ၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကိုရှင်းဥစွာရှာကြတော့နောက်မှ ထိုအရာများကိုထပ်၍ပေးတော်မူလတံတတိယချက်1998ခုနှစ်ဇွန်လ24ရက်နေ့ဖြစ်ပါတယ်ငါသားဤဗမာလူမျိုးတို့ကိုငါမတိငါဖြစ်စည်းတော်မလားဟိုဘာဤမြတ်တော်ကြီးမာတော်ကတ်ကိုအကျွန်ုပ်နိုင်ငံနဲ့မကြောက်ရောက်ပါစေနည်းနှစ်ပေါင်း50ပြေးပါ ကျွန်တော်ကိုယ်တိုင်အဘအကြောင်းကိုဟောပြောတတ်တည်ခံပါထိုသူတို့ဒီအဘကိုမယုံကြည်ဘူးဆိုရင် အဘရဲ့လိုတော်တိုင်းဖြစ်ပါစီဟုလျှောက်လေ၏ငါတန်းတင်တောင်းလျှောက်တဲ့အတိုင်းငါပေးလိုက်ပြီဟုမိန်တော်မူ၏ဗမာလူမျိုးဖြက်စီးဖို့ရာခမရတော်ထာဝရဘုရားတခင်ကဆုံးဖြတ်ထားသောအရာဟာ နေမင်းကြီးဖြစ်ပါတယ်နေမင်းကြီးကလည်းဖြက်စီးဖို့ဘုရားတခင်ဆုံးဖြတ်ပေးတာဖြစ်ပါတယ်ထာဝရဘုရားသည်နေဖြစ်တော်မူ၏အကွယ်ကလည်းဖြစ်တော်မူ၏ကဘာပေါ်မှာရှိတဲ့ ဗမာလူမျိုးနေမင်းကြီးအောင်မှာလွတ်အောင်ပြေးကြလွတ်အောင်ပြေးကြလွတ်အောင်ပြေးကြကောတလအိမ်မက်16ချက်နှစ်ဗုဒ္ဓဝိပတ်တော်17ပါးစာမျက်နှာ38မှာရှင်ဘီရှေ့မှာနွားနဲ့ကြီး၄កောင် ဝိတန်းပြနေတဲ့အိမ်မက်ကိုမက်ခဲ့ပါတယ်၄កောင်ရဲ့အနက်တိပ္ပေကတော့ကပ္ပဘာသာကြီး၄ဘာသာဖြစ်ပါတယ် ကဘာဘာသာကြီး၄ဘာသာဖြစ်ပေမဲ့ကဘာကြီးရဲ့ဘာသာကဘာသာ2မျိုးပဲရှိပါတယ်အဲ့2မျိုးဟာဒီစัจ java လာတစ်ခုလုံးကိုဖန်ဆင်းတော်မူတဲ့ခမဲတော်ထာဝရဘုရားကြီးရှိတဲ့ယုံကြည်သူများနေဒီစัจ java လာတစ်ခုလုံးကိုဖန်ဆင်းတဲ့အရှင်ဘုရားကြီးမရှိဘူးတဘာဝဆိုတဲ့ယုံကြည်သူများဘာသာ2မျိုးပဲရှိပါတယ်ညာဘက်မှာရှိတဲ့အရာတော့ဒီစัจ java လာတစ်ခုလုံးဖန်ဆင်းတော်မူတဲ့ ခမဲတော်ထာဝရဘုရားခင်ရှိတဲ့ခရိယန်ဘာသာဝင်နဲ့မွတ်စလင်ဘာသာဝင်များ ဖြစ်ပါတယ်ခရိယန်ဘာသာဝင်နဲ့မွတ်စလင်ဘာသာဝင်များဟာအာရမ်လဲအာရမ်ပဲဤဝလဲဤဝဖြစ်ပါတယ်အထူးသဖြင့်ယုံကြည်ခြင်းဖခင် ဖြစ်တော်အာဗြဟံကနေစတင်ခွဲလာဖြစ်ပါတယ်အာဗြဟံရဲ့တာဦးဖြစ်တဲ့အစ်စမီလကမွတ်စလင်ဘာသာဝင်များဖြစ်ပါတယ် ဗမာလူမျိုးကျေးစုပြုတ်ပြီးမွတ်စင်များမကောင်းအကြောင်းကိုနောက်တစ်ဖာမပြောပါနဲ့လောကမှာကျွန်တော်ရဲ့အဲကိုအရင်ခောက်ခောက်ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုအာဗြဟံရဲ့တားငယ်ဖြစ်တဲ့အိစက်ဟာကျွန်တော်အမျိုးဖြစ်ပါတယ်ဘယ်ဘက်မှာရှိတဲ့ဟိန္ဒူနဲ့ဗုဒ္ဓဘာသာကြတော့ဒီဆက်ကြော်လာသူခုလုံးကိုဖန်ဆင်းတော်မူတဲ့ဘုရားတခင်မရှိဘူးမိမိအကျင့်တရားဖြစ် တန်တရားလက်ချီအကြောင်းဖြစ်ပါတယ်။ညာဘက်ကတော့ယုံကြည်ခြင်းအားဖြင့်အကျင့်တရားနဲ့တွဲလာအကြောင်းကိုလည်းထပ်လောင်းပြီးအတိပေးခြင်းပါတယ်။1998ခုနှစ်နိုဝင်ဘာလ25ရက်နေ့ဟာခမဲတော်ထာဝရဘုရားတခင်ကငါတာဤနိုင်ငံ၌ဆောင်ရွက်เสียအမှုပေးပါပြီ။ယခုမှစ၍ကဘာလုံးဆိုင်ရာအမှုပြုမည်ဟုမိန့်တော်မူ၏။ M Y A N M A R မြန်မာဆိုတဲ့ကာလနှစ်ပေါင်းလူအရေတက်မှာ6025နှစ်ပြည့်ဝင်လာပါပြီဖရာတခင်အရေတက်မှာတော့6029နှစ်ဝင်လာပါပြီ B U R M A ဘာမာဗမာလူမျိုးကြတော့အမြင့်မြန်မာနိုင်ငံမှာ AD 1044ခုနှစ်မှာရောက်ရှိလာတဲ့အကြောင်း ကာလနှစ်ပေါင်း900နဲ့80နှစ်ပဲဝင်လာတာဖြစ်ပါတယ်ကာလအပိုင်းခြားမြန်မာနိုင်ငံနဲ့ဗမာလူမျိုးရဲ့နှစ်အပိုင်းခြားဟာနှစ်ပေါင်း9000နဲ့44နှစ်ဟာလူအရေးတက်ဖြစ်ပါတယ်ဖရာအရေးတက်မှာတော့နှစ်ပေါင်း9000နဲ့46နှစ်กว่าကြောင်းကိုလည်းထပ်လောင်းပြီးအတိပေးခြင်းပါတယ် MMD စံထက်ဒီမိုကရေစီကတော့ ခုနှစ်အိမ်ကနေစတင်လာကြောင်းကိုလည်းနားရှိတော်မီသူကကြားပါစေ။ကာချုပ်ပြီး online 2025ခုနှစ်တနင်္ဂနွေလုံးလင်းထိန်ပြီဆိုရက်ဗျာရစ်ရတီနေ့အညီအမိမြန်မာနိုင်ငံယေရှုခရစ်တော်ကငါတီဤလောကအလင်းဖြစ်ငါနောက်တို့လိုက်တော်သူဒီမောင်မိုက်နဲ့မတော်မလားအသက်လင်းကိုရလိမ့်မည်။စံစာလာတိအတိုင်းခရိယန်ဘာသာဝင်များထဲမှာ မြန်မာနိုင်ငံဒီ2025ခုနှစ်လုံးလုံးပြောင်းလဲမည်ဖြစ်ကြောင်းကိုလည်းမျှော်လင့်လက်နေပါတယ်လူမီဒီကခွတ်တော်နဲ့ရှိရင်အတိပြုပြင်သောတရားဖြစ်ဟောင်းသောအရာတို့ဒီပြောင်းလဲခတ်သိမ်းသောအရာတို့ဒီအတိဖြစ်ကြ၏နိုင်ငံတော်အတိုင်းပင်ကအဒမ်ဟမ်မောင်းဟောက်ကစ်တမရကူကီဝီတေတူတမရကချင်းတတမရကရင် လွတ်တော်ဥက္ကဋ္ဌကရာဤညီကိုလေးဥတို့သည်အမိမြန်မာနိုင်ငံကိုစတည်ဥဆောင်လာပြီး ပထမဥက္ကုဆုံးအမိမြန်မာနိုင်ငံရဲ့ငင်းချင်းရဲ့ကြောက်တိုင်သည်ရခိုင်ပြည်နယ်မှာစပြီးစိုက်ထူမည်ဖြစ်ကြောင်းကို၎င်းကဘာကြီးရဲ့ငင်းချင်းရဲ့ကြောက်တိုင်သည်အင်္ဂလန်နိုင်ငံမှာစိုက်ထူမှာဖြစ်ဒီကို နားရှိတော်မူသူကကြားပါစေအစဦးနိုင်နှုတ်ကပတ်တော်ရှိ နှုတ်ကပတ်တော်သည်ဖရာသခင်နှင့်အတူရှိနှုတ်ကပတ်တော်သည်လည်းဖရာသခင်ဖြစ်တော်မူ၏ကျွန်းတော်လူသေးတို့သည်ထိုအနှစ်တစ်ထောင်ကာလမကုန်မီတိုင်အသက်မရှိရကြဤထမြောက်ခြင်းသည်ပထမထမြောက်ခြင်းဖြစ်သည်ပထမထမြောက်ခြင်းကို ဝင်စားတော်သူသည်မင်္ဂလာရှိတော်သူတတ်ရှင်းတော်သူဒုတိယတည်ခြင်းလက်နှင့်ကင်းလို့လေထိုသူသည်ဖရာသခင်ရစ်ပရောဟိတ်ခရစ်တော်ရစ်ပရောဟိတ်ဖြစ်၍အနှစ်တစ်ထောင်ကာလပတ်လုံး ခရစ်တော်နဲ့အတူစိုးစံရကြလိမ့်မည်ငါသည်အလင်းမြန်လာမည်မန်ပေ၏ဤအရာများကိုတက်တည်ခံတော်သူမိန်တော်မူ၏အာမင်ဟာလေလုယာအာမင်အာမင်အာမင်